လူတွေကတနက်အစာရဖို့တနေ့လုံးအပင်မဆုံးအလုပ်ကိုလုပ်နေကြရတယ်။မုန်းတစ်ခုရဖို့တနေ့လုံးအားကအကုန်ပေးလိုက်ရတယ်။ဒီဗီဒီယိုမှာအသင်မြင်ရမယ့်အရာကငွေတန်ဖိုးနဲ့မတူတဲ့လူပေါင်းတန်ဖိုးတစ်ခု။ဒီကဘာမှာတနေ့လုံးအားက850ကျပ်ပဲရတဲ့နေရာတကယ်ကိုရှိနေပါတယ်။ဒါကတော့ဘရန်ဒီနိုင်ငံပါ။ဘရန်ဒီဟာအာဖရိကတိုင်းအရှေ့ပိုင်းမှာတည်ရှိပြီးကမ္ဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ကြီးလက်ဒေသမှာတရက်လုံးအားက105ဘရန်ဒီဖရန့် ဒါကအမေရိကန်ဒေါ်လာ0.35ဂရမ်ကိုရှိပြီးမြန်မာငွေ950လောက်ပဲရနေပါတယ်။ဒီလောက်နဲ့တနေ့တာအစားအသောက်တွေအသုံးဆောင်တွေမိသားစုထောက်ပံ့တာတွေကအားလုံးကမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လည်းဒီဟာကတရားဝင်အနေထုံးလာတာပါပဲ။အကြောင်းနေမှာဆိုလေစီရနာဝန်ထမ်းတွေကမိဖို့ပေါ်မှာအစာတွေကိုချက်ပြုတ်ကြပါတယ်။တနေ့ဒီချိန်မှာစားဝင်ရတဲ့ကြောင်သားပေါင်း1400ကျော်လောက်ရှိလို့နေပါတယ်။အများစုကတနေ့လုံးအတွက်မုန်းတစ်ခုနဲ့ပဲစားနေကြရတယ်။တချို့ကအစားအစာမရှိတဲ့နေ့တွေဆိုရင်အများကြီးရှေ့ရှေ့ခံစားနေကြရပါတယ်။ စိုက်ပျိုးရေးပုံမူတည်တဲ့ဘဝတွေမှာလည်းမိုးတချိန်ရွာနဲ့ပဲအစားအစာမရှိတော့တာမျိုးတွေဖြစ်နေပါတယ် WHP ကလည်းဒုက္ခတွေတသိန်း2000ကျော်ကိုအစားအစာတွေဖြန့်ဝေပေးနေပါတယ်ဒါပေမဲ့လည်းပနာရိတ်ခဲ့ကြကြောင်းအရေးအတွက်ကို85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းသို့ရှော့ချထားခဲ့ပါတယ်။လူသားတယောက်ရဲ့တန်ဖိုးဟာငွေထဲအများကြီးပူပါတယ်။ဒါပေမဲ့ဒီနိုင်ငံမှာသူတို့ဘဝတွေကိုတန်ဖိုးထားလို့အခက်အခဲများစွာရှိလိုနေပါတယ်။ မိတ်ဆွေရဲ့တရားဝင်ဝေးဘလောက်ရနေလဲတခြားသူတွေရဲ့ဘဝကိုနားလည်ဖို့အချိန်တန်နေပါပြီမိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးလူတွေကိုတွေ့ရရင်ဒီချိန်နောက်ဖြစ်ဖြစ်ကူညီပေးဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်